ရှမ်းခောက်ဆွဲလုံနီးလာမြဝေပေးမယ်နော်ကိုတိုင်လှုပ်ရှားတာပါဘလို့လှုပ်လဲဆိုတော့ဒီဗီဒီယိုကနေအဆုံးထိကြည့်ပေးပါနော်ရှိနေတဲ့အရာကိုထည့်ပေးတဲ့နော်ကိုစားမယ့်အရာတွေပေါ့နော်အတီးအရွက်ဆိုရင်ကိုကြိုက်တဲ့အရွက်နဲ့ကိုထည့်တယ်ပြီးတော့ခောက်ဆွဲစားတဲ့အချိန်မှာအရင်လဲရချင်တယ်ဆိုတော့ကိုကစုနော်အရင်ချက်တာပေါ့နော်အာအရန်မတောက်လို့ကောင်းတယ်နော်ကိုယ်တိုင်လှုပ်တဲ့စုကပေါ့နော် ပြီးတော့ကိုကကက်တစ်ခုပဲရှိတဲ့အတွဲကြောင့်သမင်းအိုးနဲ့ပေါ့နော်အရွက်ကိုအရင်ပြုတ်တယ်။သမင်းအိုးနဲ့အရွက်ကိုပြုတ်ပြီးရလာတဲ့အရေကိုလည်းခောက်ဆွဲကိုဆက်ပြုတ်တာပေါ့နော်။အာပြီးတော့ကျက်သွန်ဖြူလည်းကိုတိုင်ကြော်တယ်။ဝဲတာထပ်ပို့ပြီးစားလို့ကောင်းတာပေါ့နော်ကျက်သွန်ဖြူက။အဲ့ဒါကြောင့်မို့ကိုတိုင်ကြော်ခဲ့တယ်ငျောက်တိမုတ်လည်းကိုတိုင်ကြော်တယ်။အရွက်တွေပြုတ်ပြီးပြီးဆိုတော့ခောက်ဆွဲပေါ့နော်၂ထောင်းတော့တထောင်းမှ20ပတ်လာမသိဘူးဒီနားမှာပဲဝဲတယ်နော်။ ဒီခောက်ဆွဲကစားလို့ကောင်းတယ်เนาะနှစ်ထုပ်ပြုတ်လိုက်တယ်ပြီးတော့ငရုတ်တီမှုတ်လဲလော်တာပေါ့เนาะဦးကိုယ်တိုင်လော်တာမွေးနေရောပဲငရုတ်တီမှုတ်ကိုကြိုက်တဲ့သူတွေရှိတယ်ဆိုရင်လော်စားကြည့်เนาะအကုန်လုံးကိုယ်တိုင်လုပ်တဲ့ဆိုတော့ကိုစိတ်ကြိုက်စားလို့ရပြီပေါ့เนาะစားလို့အရန်ကောင်းတယ်ရှမ်းခောက်ဆွဲလေးရပြီလောက်နီလေးကအရန်လွယ်ကူတယ်เนาะဝယ်စားတာလေဘိုက်မပြည့်ဘူးဆိုရင်လှုပ်စားကြည့်အဝစားလို့ရတယ်ရှမ်းခောက်ဆွဲလေး နော်ပြီးတော့အရေလည်းရှိတယ်အဲ့ဒီ soup အရေကပေါ့နော်ကွက်တီုံနဲ့လည်းစားလို့ရတယ်နော်ပြီးတော့အရွက်ပြုတ်ကကိုကအတီအရွက်ကိုကြိုက်တဲ့သူလေးပါပဲစားအတီအရွက်ပါမစားကောင်းရယ်ဆိုတော့နော်ဒါကိုစိတ်ကြိုက်လှုပ်လို့ရတယ်ကိုစားတဲ့အရာပဲလေနော်ပြီးတော့အရာသားကြတော့ဖြီးလိုက်ပါကိုပါကိုထက်ထက်ချင်းလဲအချင်းရေးလာ အငန်လာပေါ့နော်ကိုထက်ပေးလို့ရတယ်နော်ရန်ခောက်ဆွဲကြိုက်တဲ့သူရှိတယ်ဆိုရင်လှုပ်စားကြည့်ပါစားလို့ကောင်းတယ်နော်